လက်သေးကုန်းလောင်လေးစားမိလိုက်တာနဲ့တခါရေတုံးကနေလဲတည်သွားစီမဲ့မူတစ်တော်နဲ့နေရာမှာပေါက်ရောက်တတ်တဲ့လှပတဲ့ဒီမူလေးကိုမြင်ရင်စားချင်စိတ်ဖြစ်မိမှသိကြပါရဲ့ဒါပေမဲ့ဒီလာတရားရဲ့နောက်ကွယ်မှာအစိတ်တောက်တည်းအများကြီးရှိနေတာဖြစ်ပြီးတင်းရဲ့အသက်ကိုတရင်ကအတွင်းမှာပဲနှုတ်ယူသွားပါလိမ့်မယ်အခုမြင်နေရတဲ့မူကတော့ကဘာအစိတ်အပြင်းဆုံးမူတစ်မျိုးဖြစ်ပြီး death cat မူပဲဖြစ်ပါရဲ့ဒီ death cat လို့ခေါ်တဲ့မူဟာမြန်မာလူဘာသာပြန်လိုက်မယ်ဆိုရင်တော့တေချင်းရဲ့ခေါင်းဆောင်လို့အဓိပ္ပာယ်ရပြီးအာမနီတာတိုက်ပံနာမည်အနေနဲ့ Amanita Philodice လို့ခေါ်ပါရီသူရဲ့ပုံစံဟာအမေလိုက်အုပ်ထုံးနဲ့ဆင်တူပြီးအစိမ်းရောင်ဒါမှမဟုတ်အညိုရောင်ပါသူရဲ့မူပုံစံဟာလည်းပဲအောက်ဖက်မှာအိပုံစံနဲ့ဘောဘာလို့ခေါ်တဲ့အမေပါလေးတစ်ခုလည်းပါဝင်ပါရီဒီမူရီကိုတော့ဥရောပအာရှနဲ့မြောက်အမေရိကတိုက်ရဲ့နှွေးထွေးဆွတ်ဆိုတဲ့တောင်ကြီးတွေမှာအများဆုံးတွေ့ရပါရီဒီမူလေးတွေဟာပမာဏအားဖြင့်တော့ PC ကွေးလေးတွေဆိုပေမဲ့အန်နီရဲ့အရေးများပါရီသူရဲ့လာတယောက်ကလူတွေကိုဆွဲဆောင်နိုင်ပေမဲ့သူတို့မှာပါရီရဲ့အစိတ်အတော့တွေကအင်မတန်အန်နီရဲ့များတော့ပါဒီဒက်ကပ်လို့ခေါ်တဲ့မူမှာ အမတုခ်စင်လို့ခေါ်တဲ့အစိတ်ဓာတ်တွေပါဝင်ပြီးနည်းနည်းလေးစားသုံးမိလိုက်ရုံနဲ့ပဲအသေးနဲ့ကြောက်ကပ်ကိုပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။စားသုံးပြီးနောက်ပိုင်းအချိန်ကြောင့်မှပြုတ်တာ၊အန်တာ၊ဝမ်းလျှော်တာ၊ဗိုက်ရောက်တာနဲ့စားတဲ့လက္ခဏာတွေကိုစတင်ခန်းစားနိုင်ပါတယ်။ပြီးတော့ဒီအစိတ်ဓာတ်ဟာအသေးနဲ့ကြောက်ကပ်ကိုပြန်စည်းစေပြီးနောက်ဆုံးမှတည်ဆုံးသည့်အထိတော်မှဖြစ်စေနိုင်တာပါ။ဒီဒက်ကတ်မိုရီရဲ့ပါဝင်တဲ့အစိတ်ပမာဏဟာသူ့ရဲ့မှုဝင်လေးကနေပြီးလက်သေးကုန်လောက်ရှိတဲ့ပမာဏလေးကိုစားသုံးပြရတယ်ပဲ။နာယီပိုင်းလောက်အတွင်းမှာအင်မတန်ဆိုးွားတဲ့ ယောဂလက္ခဏာတွေကိုခံစားရနိုင်ပါတယ်။ဒီ dead gap မှုနဲ့ဆင်တူပြီးစားလို့ရတဲ့မှုတွေလည်းအများကြီးရှိတာကြောင့်ဒီမှုကိုခွဲခြားသိရှိဖို့အတွက်အလွန်အရေးကြီးပါတယ်။ဒီမှုကိုခွဲခြားရမှာလည်းအတွေ့အကြုံရှိတဲ့သူတွေရဲ့အကူအညီကိုယူသင့်ပါတယ်။အကယ်၍မတော်တဆဒီ dead gap ဆိုတဲ့မှုကိုစားမိလို့ရှိရင်တော့ချက်ချင်းဒီပါကုသမှုခံယူဖို့လိုအပ်ပြီးချက်ချင်းမကုသဘူးဆိုရင်တော့အန္တရာယ်တွေအများကြီးရှိလာမှာပါ။ဆရာဝန်အနေနဲ့လည်းအစိတ်အထောက်တွေကိုဖယ်ရှားဖို့နဲ့ကိုရင်းအင်္ဂါတွေကိုကာကွယ်ဖို့အတွက်အချိန်မီကုသပေးဖို့အတွက်လိုအပ်ပါတယ်။ဒီလောက်ထိအောင်မအန္တရာယ်များတွေမှာပါ။ ီလိုမျိုးအန္တရာယ်များတဲ့ဓာတ်ကပ်မှုအပြင်တခြားစိတ်ပြင်းတဲ့မှုတွေလည်းအများကြီးရှိပါသေးတယ်။ဥပမာအားဖြင့် Destroying Angel လို့ဒိဗ္ဗေရရတဲ့အဖြူရောင်အစိတ်ပြင်းမှုစားသုံးမိရင်သိဆုံးစေနိုင်ပါတယ်။နောက်ထပ် Funeral Bell လို့ခေါ်တဲ့အညိုရောင်မှုအစိတ်ပြင်းပြီးတော့စားသုံးမိရင်အသေးနဲ့ကြောက်ကပ်ကိုပြတ်စည်းစေနိုင်တာပါပဲ။ဒီမှုတွေဟာတော်ရဲမှာတွေ့ရတတ်ပြီးတော့အာမန်လူတွေအနေနဲ့ခွဲခြားသိရှိဖို့အတွက်ခက်ခဲပါတယ်။ဒါကြောင့်တော်ရင်မှာတွေ့တဲ့မှုတွေကိုမစားခင်မှာတိချာဒါကဘာအမျိုးအစားလဲဆိုတာစုံစမ်းစစ်ဆေးဖို့လည်းအရေးကြီးပြန်ပါသေးတယ်။ မိုးစိတ်ကြောင့်နှင်းစင်နေတာလူတော်များများတည်ဆုံနေရတဲ့အတွက်လဲဒေါ်ရင်မနေထိုင်ရှင်သန်ကြတဲ့တွေအနေနဲ့မိုးတွေကိုဆွတ်ဆတ်မစားမိဖို့အတွက်ရည်ကြည်ပါတယ်ဒီတော့ဓာတ်ကမိုးလေးတွေဟာဒေါ်ရင်ကလှပတဲ့အရာလေးတွေတစ်ခုဖြစ်ပေမဲ့အတန်းအနည်းကိုချင်းချောင်းနိုင်တဲ့အရာတစ်ခုဖြစ်ကြောင်းကိုသိသွားလောက်ပြီးထင်ပါတယ်ဒီမိုးတွေနဲ့ပတ်သက်ပြီးသတိထားဖို့နဲ့မိုးတွေကိုလေ့လာတဲ့အခါမှာအတွေ့အကြုံရှိတဲ့သူတွေရဲ့အကူအညီကိုရယူဖို့အတွက်ရည်ကြည်ကြောင်းလည်းပြောချင်ပါတယ်ဒေါ်ရင်ကမိုးတွေရဲ့အလားတရားကိုခံစားရင်းနဲ့ပဲအန်နီယယ်ဒီကိုလည်းသတိပြုပါလို့တိုက်တွန်းလိုက်ပါစီ နောက်ထပ်လည်းအခုလိုမျိုးယူသအန်နဲ့ဒိမ့်မန်းကနေပြီးစိတ်ဝင်စားစရာကောင်းပြီးဘုသူဒရရမယ့်အကြောင်းအရာတွေကိုရှားဖွေတင်ဆက်ပေးပါဦးမယ်။အစုံကြီးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။